အင်းရှိရနာလေးထွက်လိုက်တာနဲ့ပြင်ဦးလေမျိုးကအရန်လာတဲ့ရှုခင်းလေးကိုမြင်ရတယ်။တောင်လေကြာရိုင်းလေးတောင်နန်းလေးပြီးတော့ခမိုးနီနဲ့အိမ်လေးတွေ။တကယ်ကိုပြင်ဦးလေရဲ့ vibe ကိုအပြည့်အဝရတယ်။တောင်ပေါ်မျိုးလေးကစိတ်ကူးရင်ဆန်ဆန်အိမ်လေးတစ်လုံးစီကိုဒီနေ့ရောက်နေပါရဲ့ရှင်။ ြန်လဲမျိုးမှာအိမ်ဝယ်ဖို့အတွက်ပြန်လဲဆန်ဆန်ရှုခင်းနေလေရှိရမယ်ခြံလဲအခြေအဖြစ်ရမယ်အိမ်လဲကောင်းရမယ်ပဝန်းကျင်လဲတက်ရမယ်ဆိုပြီးတော့ရှာနေစားတဲ့သူတွေအတွက်ကိုဒီနေ့အချက်လက်တွေအကုန်လုံးနဲ့ကိုင်းနေနေတဲ့အိမ်လေးတစ်လုံးစီကိုခေါ်သွားပေးပါမယ်ရှင်ဒီအိမ်လေးရဲ့ခြံအခြေကပေ120 60ရှိရဲဆိုတော့ခြံအခြေကြီးပေါ့နော်ပြီးတော့အိမ်ဝန်နောက်ခလေးကပ်ပြီးတော့စောက်ထားတာဖြစ်တဲ့အတွက်အရှိမမြေဖို့တွေအများကြီးရှိတယ်ခြံထဲမှာပန်းမြင်လေးတွေအများကြီးလဲစိုက်ထားပြီးသားပါတယ်ပြီးတော့ပဝန်းကျင်ကလည်းအေးအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်လေးပေါ့နော်အမြင်မိုင်းလေးလဲရောက်တယ်ဆိုတော့လေကောင်းလေးတန်လဲရတယ် 我想问那个蓝常的利用呢，人一般反季食。 အင်းလေးကတော့ခမိုးနီနဲ့နှစ်ထပ်တိုက်လေးပါမာစတာဘရွန်နေပဲသုံးခန်းပါတယ်ပြီးတော့အောက်ထပ်မှာနေရာဖို့ရအများကြီးရှိသေးတယ်ဆိုတော့အခန်းထပ်ဖွဲ့လေးရတယ်ပေါ်ရက်ကအခန်းလေးတွေကိုအရင်ဆုံးလိုက်ပြပေးပါမယ်ဝင်ဝင်ချင်းတော့ဒါမျိုးဖျားခန်းလေးရှိရပါတော့အခန်းလေးတစ်ခန်းရှိရပြီးတော့ living room နဲ့ kitchen နေရာလေးရှိမယ်ဒီ kitchen နေရာလေးဆိုလည်းကြွေပြားတွေကတ်ထားတယ်ပြင်မောက်တွေရှိတယ်အလင်းရောက်ကောင်းကောင်းလေးရတယ်ပြီးရင်ဟိုဘက်ဒီဘက် master bedroom တစ်ခန်းစီရှိတယ်အိမ်ကခမိုးလေးလေးမြင့်နေဆိုတော့ဝင်လိုက်တာနဲ့ပို့ပြီးတော့ကျဲသလိုခံလာရတယ်တက်ရှူချောင်းလေးရဲ့ပုံစံမျိုးလေးပေါ့နော်ဒါကဒီဘက်က Master Baron တခန်းမှာဒီအခန်းထဲမှာလည်းဗြမောက်လေးလေးပါတယ်ပြီးတော့တအိမ်လုံးလေးပါကြီးခင်နာပြီးသားပေါ့နော်အိမ်လေးကတအိမ်လုံးကိုတခြားလေးအကုန်ပြင်ဆင်ထားပြီးသားပေါ့နော်ဒီချိုးကန်းအိမ်နာတကားလေးရာစားတခြားလေးလှုပ်ထားတယ်ပြပြားကြီးလည်းအကုန်ကတ်ထားပြီးသားလေပြီးတော့သုံးထားတဲ့ရေပန်းတွေပို့ထိုင်နေပြီးစနေဆိုရင်လည်း brand ကောင်းတာလေးတွေပစ္စည်းကောင်းလေးတွေပဲသုံးထားပြီးရေဒီဘက်ကတော့နောက်ထပ် master baron လေးတစ်ခန်းမှာဒီအခန်းလေးကတော့နည်းနည်းပိုကျယ်တယ် ရှေ့ဘက်ရောဘေးဘက်ရောပြင်မောက်တွေပါတယ်ပြီးတော့တမန်းတွေဆန်းရှိတ်တွေလည်းတစ်ခါရဲတထားပြီးသားလေးဒီချိုးကအိမ်သာကတော့ဒါဟုတ်ပါခန်းနဲ့အတူတူပဲပေါ့နော်ဒီမှာအကြိုက်ဆုံးကတော့အင်းရှိမှာဒါမျိုးဝရဏအကျယ်ကြီးပါတာပဲဒီဝရဏကနေမြေမျိုးရဲ့အလားအပါရှုကင်းတွေကိုတခြားမြင်ရတယ်ယူကင်းနေထိုင်ကြည့်ဖို့အတွက်ဆိုရန်နာကလုံးဝအကျယ်ကြီးပေါ့နော်ကြည်ကြဲလွန်းလွန်းအခုဆိုပြောင်းလဲမှနေကြရိုင်းနေလဲပွင့်နေရဆိုတော့ဒီပေါ်ရက်ကနေကျင် view ကအရန်လှတယ် အင်းရှင်ရန်နာလေးထွက်လိုက်ုံနဲ့အရန်သဘာဝဆန်တဲ့ပြောင်းတဲ့မျိုးရဲ့တောင်တန်းဖြူရှုကန်းဖြူတွေမြင်ရတယ်ပြီးတော့အိမ်လေးလည်းကောင်းနေဆိုတော့ဒါပြောင်းလို့မှကိုရိုင်းအရန်သဘောကြရတဲ့အိမ်လေးတစ်လုံးပေါ့နော်ကိုရိုင်းသာဒီအိမ်လေးမှာနေရမယ်ဆိုရင်တော့ဒီရန်နာလေးမှာပဲအချိန်တော်တော်များများနေပြည့်မယ်ထင်တယ်နေကင်းဘတ်ဆိုလည်းကော်ဖီလေးတစ်ခွက်နဲ့ရှုကန်းလေးငင်းရင်းနဲ့မနက်ဆိုလည်းအရှိအန်နေထွက်တာဆိုတော့နေထွက်တာလေးထိုင်ကြည့်လို့ရတယ်နောက်ထပ်မှလည်းမာစတာဘရွန်တခန်းပါတယ်ပြီးတော့နေရာဘူးလေးရှိတယ်ဆိုတော့ခန်းလေးကြီးစိတ်ကြိုက်ပြန်ကန့်လို့ရတယ် အိမ်လေးကရေမီလေးအပြည့်စုံနဲ့အသက်နေုံပဲပေါ့နော်တိမ်လုံးရေဘူးရေလေးတက်ထားပြီးသားလေးရေလေးရဲ့ခေါ်သေးကတော့တိမ်4800ပါရွာမြေအမျိုးအစားဖြစ်ပြီးတော့ဒီနေရာကပြင်ဦးလယ်မြို့ရဲ့မြို့ရဲနဲ့လည်းအနီးဆုံးဖြစ်ပြီးတော့လူကြိုက်များတဲ့ရွာလေးပေါ့နော်ကြီးကန့်ရွာမှာရှိပါတယ်ကြီးကန့်ထဲမှာမှပို့ပြီးတော့လူကြိုက်များတဲ့အိမ်လှလှလေးတွေအိမ်ကောင်းကောင်းလေးတွေများတယ်ပေါ့နော်တထေးကုန်းနားလေးမှာရှိပါတယ်ဒါကတော့အိမ်နားတစ်ဝိုက်နားတစ်ဝိုက်သွားတဲ့လမ်းလေးတွေပေါ့နော်အနားပတ်ဝန်းကျင်မှာလည်းအိမ်ကောင်းကောင်းလေးခြံစစ်ကျဲတွေများတယ် ီးကန်အရွာလေးကပြုံးလွင်မှာဆိုရင်အရန်တာရပြီးတော့နေလို့ကောင်းမဲ့အရွာလေးပေါ့နော်လမ်းလေးလည်းကောင်းတယ်အိမ်ကောင်းကောင်းလေးတွေချမ်းချေချေလေးလည်းများတယ်ပြီးတော့အေးချမ်းတိတ်ဆိတ်ပြီးတော့ရှုကင်းလှလှလေးလည်းရှိတယ်တောင်ပေါ်မြို့လေးမှာ view လေးပါပါတယ်အိမ်ကောင်းကောင်းအိမ်လှလှလေးတုံးပိုင်ဆိုင်စနေဆိုရင်တော့ကြီးကန်ရွာလေးမှာဒီအိမ်လေးရောက်မှုရှိပါတယ်အိမ်လေးကိုစိတ်ဝင်စားရင်ဖုန်းနံပါတ်3996438409ဖုန်းကိုဆက်သွယ်နိုင်ပါတယ်ရှင်